ိုင်းတကွန်ရဲ့မင်္ဂလာအခမ်းပွဲကိုအဖြူရောင်ဝတ်ဆောင်တဲ့ပွဲတက်ခဲလို့ဝေဖန်ခံနေရတဲ့ပြုဆောင်တဲ့အဆိုတော်ပန်းရောင်ချေမင်္ဂလာပါပရိသတ်ကြီးရေတရုတ်ဆောင်တဲ့အဆိုတော်ပန်းရောင်ချေကိုတော့ပရိသတ်တွေအလုံးကတည်ထားပြသဖြစ်မှာပါပန်းရောင်ချေဆိုတာကတော့နိုင်ငံကျော်တေးတန်ရှင်ဂရီဟန်ရဲ့တမိအကြီးဖြစ်ပြီးဖခင်ဖြစ်သူစီကအနုပညာအမွေတွေကိုလက်ဆင့်ကမ်းယူခဲ့ပြီးဒီနေ့ဒီဆိုင်ရထီလဲသူမကိုယ်တိုင်ဖောက်ခဲတဲ့လမ်းတစ်ခုပေါ်မှာပြောင်ပြောင်တန်းတန်းရှောက်လန်းနိုင်နေသူတယောက်ဖြစ်ပါတယ် အနုပညာမှအောင်မြင်နေုံသားမကပေါင်းသင်းဆက်ဆံရေးနဲ့အလွန်ကောင်းတဲ့ပန်းရောက်ချဲကနိုင်ငံတကာပွဲထက်တွေကိုလည်းအမြဲတမ်းတက်ရောက်ခွင့်ရရှိခဲ့သလိုအခုတခါမှဆိုရင်လည်းနိုင်ငံကျော်တရုတ်ဆောင်တယောက်လည်းဖြစ်သလိုမော်ဒယ်တယောက်လည်းဖြစ်တဲ့တရုတ်ဆောင်ပိုက်တကွန်းရဲ့မင်္ဂလာအခမ်းပွဲကိုလည်းတငယ်ချင်းမိတ်ဆွေတယောက်အနေနဲ့တက်ရောက်လာခဲ့တာဖြစ်ပါလေ။ဒါပေမဲ့ပိုင်တကွန်းရဲ့မင်္ဂလာညစာစာပွဲအခမ်းအနားမှာပန်းရောက်ချဲဝတ်ခဲ့တဲ့ပွဲထက်ဝတ်ဆောင်ကြောင့်ပရိသတ်တွေရဲ့ဝေဖန်ခြင်းကိုခံနေရတာလည်းဖြစ်ပါလေ။ ဖယောင်ချဲဝင်းစင်ကဲတဲ့ dress ဟာအဖြူရောင်ဖြစ်နေပြီး wedding crown ပုံစံကဲတို့ဖြစ်နေတာကြောင့်သူတို့သမီးကဲတို့ဖြစ်နေတဲ့ဆိုပြီးတော့ပရိသတ်တချို့ကဝေဖန်နေကြတာလည်းဖြစ်ပါတယ်သူမကတော့ဒီပွဲကိုဘလုံးပုံစံနဲ့တက်မယ်ဆိုပြီးတော့ဒီဇိုင်နာတွေနဲ့ချိုတင်ချုပ်လုပ်ခဲ့တာမဟုတ်ဘဲပွဲမတိုင်ခင်ကြားကမှဆိုင်ကနေ ready made အထည်ကိုတွားရောက်ဝယ်ယူဝတ်ဆင်ခဲ့တာဖြစ်တယ်လို့ဆိုပါတယ်။ဒါအပြင်စူပါပွဲထဲမှာသူမလိုပဲအဖြူရောင်ဝတ်ဆင်လာသူတွေလည်းရှိနေတဲ့ဆိုတဲ့အကြောင်းဘန်းရောင်ချဲကပြန်လည်ထောက်ပြလာခဲ့တာဖြစ်ပါတယ်။ မောင်ဆုံးပြောချင်တာတော့တကွန်အကြောင်းပေါ့နော်တကွန်ကတကယ်ကိုမှ very kind very smart and a very soft hearted but strong minded လို့မြင်နေပေါ့နော်ဆိုတော့တကယ်ကိုမှ he deserves all the love in this world i am တကယ်ချင်းတယောက်နေနေလို့တကယ်မြင်နေ now တကယ်ကိုလည်းသူများတွေကိုချစ်ချင်းမြတ်တာအမြဲတမ်းမျှဝေပေးတဲ့သူဖြစ်တဲ့အတွက်ကြောင့်အခု သူရဲ့ချစ်ကြီးရန်တံပေါ်ထားတဲ့ smile နဲ့ခြေလက်တွဲသွားတဲ့အတွက်အရင်လေးကောင်းကြီးတကယ်ချင်းအတွက်အရင်လေးပြောရင်ဒီလိုမှသားရယ်မမရရအာလုံးကြီးငါးနှစ်လောက်ကပေါ့နော်လုံးကြီးငါးနှစ်လောက်ကအာဘယ်ရောက်နော် central က origin ဆိုရဲ coffee ဆိုင်မှာ photoshoot ဖြစ်ရပေါ့နော်အစောပိုင်းမနေ့အစောပိုင်း photoshoot လုပ်ကြတဲ့အချိန်မှာ အဲ့ဒါရောက်လာတော့မျက်နှာလုံးဝမကောင်းဘူး။အလုံးမိုင်းပြီးတော့မျက်နှာလုံးဝမကောင်းတော့ကိုကလည်းဖြစ်တဲ့ personal matters တစ်ခုခုရှိနေပေါ့မမီတော့ပါဘူးပေါ့ဆိုတော့အလုံးလုံးရှာရှိရဆိုတော့လည်းအရင် professional ဆန်တော့ဒါပေမဲ့အလုံးလုံးကြာမယ်ပေါ့ဒါပေမဲ့သူကရင်ဖွင့်အနည်းအားမှာပထမဆုံးအချိန် smile ကြောင့်ကြောက်ဘူး။ဇာအမှန်တော့ပြောပြ မျက်နှာတော့မှိုင်းပြီးတော့တကယ်သူတော့ရှောက်ဟိုမြင်ရတယ်ပေါ့နော်သူမျိုးလုံးမိမှာဒါပေမဲ့အလုပ်ကိုအရင် professional ဆက်ဆံလုပ်တယ်ဒါပေမဲ့ရတဲ့အချိန်မှာရတယ်လို့ smile အကြောင်းကိုပြောတယ်တော့မှာရိုက်နေတယ်တော့ရိုက်လိုက် post ပေးလိုက်နားရတယ်စကားပြောလိုက်သူပြောပြရနေတာ smile ကိုသူဘလို့မအဆုံးရှုံးမခံနိုင်ချာဘလောက်ဖြစ်ချာသူဘလို့တံပိုးထားချာ smile အရင်ကောမှာ ရန်ကုန်မှာတကယ်လို့အရန်ဖြစ်စင်ပြီးအရန်ချစ်ဖို့ကောင်းတယ်အရန်စိတ်ထားပြည့်ဝရမယ်ဒီလေးဖြစ်ကြအောင်အမှပထမဆုံးကြားလို့ကွာဩအရန်ပျော်ပါတကုံးထွက်ပေါ် smile တော့ပေါ်ပေါ်နော်ကျွန်တော်အမှပထမဆုံးကြားဖို့ရတယ်ပြီးတော့မမရရသူ propose မလုပ်ခင်လေအရန်သူပြောပြောနေ smile တော့ပေါ်စဘောစီရှိတယ်ဒီမှာမပြောနေသူ lesson တရားစဘလို့အစီအစဉ်လေးချောင်း the proposal ဘလို့ plan ထားချောင်းနောက်ပြီးတော့ဒီအသက်ရွယ်မှာ the smile ကို လက်ထပ်မယ်လို့သူဝိကိတိကအတွက်ကြောင့်သူအခု propose လုပ်ဖို့သူအဆင်သင့်ဖြစ်ပြီးရောက်ရှောက်လဲသူပြင်ဆင်လာတဲ့အတွက်ကြောင့် he's ready ပေါ့နော်အဲကြောင့်ပြောတော့အရန်ဝမ်းသာတယ်ဟိုတကယ်ကမှ smart ကလည်းအအရန်ကမှတကယ်ကိုယ့်ရဲ့ partner မှာပုံမှန်တကယ်ကိုနားလည်ပြီးလဲ partner ခေတ်ကောင်တူဖြစ်တယ်အလုံးနဲ့ပတ်သက်ပြီးလဲနားလည်ရအများကြီးရှိသေးတယ်နောက်

တေချာအရန်ကိုသူတမိုးထားတဲ့အရာတွေအတွက်အရန်ပလန်ထားရသေးဘူးเนาะဆိုတော့အရန်ကိုဝမ်းသာရဲ့အာတကယ်ကိုမှအာတကောင်ကကိုအရန်ချစ်ပြီးတမိုးထားတဲ့မိကလေးတယောက်ကိုတကယ်ယောက်ျားအောင်တယောက်ပြီးသားဆိုတာပြောထားတဲ့ကတိအရန်ရောသူလုံပေးချင်တာရောလုံပေးနိုင်တာရောအကုန်လုံးပေးပြီးတော့အရန်တမိုးထားပြီးတော့ချစ်တဲ့အတွက်တကယ်ရောမှန်တယ် 잘 가요. 근데 she's perfect for him 보나서가 영화다 말해 나 미니 마이너 미니 스마트 해 근데 미니 여자 말해 저나 소원이네 아야 맞아 있어 my first day here to come today Corinthians chapter 13 that verse love is patient love is kind It does not envy, it does not boast, it is not proud, so it is not me.